ကြတိုင်းရင်ဒီအားနေပြီးတော့စနစ်ကနေပြီးတော့6ကြောင်ဒီချက်ဒီလိုလေးချလိုက်မယ်ဒီဘက်ကိုဝဲသွားအောင်လို့အဆောင်လေးရေးလိုက်မယ်နော်အဆောင်လေးရေးလိုက်မယ်ဒါကသူ့ရဲ့ formula က minute 2ပါလဲဆိုရင် hour ွဲလိုက်မယ်အဲ့ဒါက minute pass ဒီမောင်ဘယ်နဲ့ပါလဲကြောင်းသွားလဲ pass လေးကြောင်းသွားတယ် minute pass hour pass hour ဒီဘက်ကအတန်းကိုပြောမယ်ဆိုရင်ဒီကျဲတို့က minute pass hour နဲ့ပြောတာ7နာရီ9မိနစ်ကိုဒီချိန်ရင်ပြောမယ်7နာရီ9မိနစ်လဲအတူတူပဲ7နာရီ10မိနစ်လဲအတူတူပဲ ုပြောရင်စက်နှစ်နဲ့ငါးနဲ့မှာဘယ်သူကမိနစ်လဲငါးဟုတ်တယ်ငါးမိနစ်ဆိုတော့ဒီချက်တော့ငါးလို့ရရပါမလား five လို့ရေးမယ် fast formula ဖြစ်တဲ့အတွက် five fast hour ဒီပါလေ nine မလား hour ဒီ nine ဆိုတော့ hour နေရာမှာရေးမယ်ပြောပါဦး five fast train ပြောပါ five fast train တကယ်လို့စက်နှစ်နာရီ9မိနစ်လို့မရေးဘဲနဲ့ဒီချက် 5မိနစ်ကိုရေးတယ်ဆိုရင်ဘာလို့ပြောင်းပြောင်းသွားမလဲ5 past 9ခုနက5မိနစ်လို့ပြောင်းသွားရင်ဘယ်လိုပြောင်းသွားမလဲ5 past 9အဲ့တော့လက်တဲ့အချိန်ကိုပြောတာနော်လက်တဲ့အချိန်ကစနစ်ကျော်တာနဲ့တပြိုင်တည်းတချေတော့ကဒီ formula ကိုသုံးမှာလက်တဲ့အချိန်အားမဖြစ်တာနဲ့ဒီ formula ကိုသုံးမှာလဲစနစ်ကိုကျော်တာနဲ့ဒီ formula ကိုသုံးမှာ ကျတော့9နိုင်9မိနစ်ဆိုတော့ဒီစရာဒီတကွာချင်းတီကိုသွားလိုက်မယ်9နိုင်10မိနစ်ဆိုတော့ဒီကျတော့ဘလို့ရဲမလဲ10မိနစ်ကပါလဲ Okay 10 fast 9ဇာနီပြောပါအောင်ပါလဲ10 fast 9 time ဆိုရင်2ယောက်စလုံး3ယောက်စလုံးဘာလုပ်မလဲခြေရောက်ကိုအောက်ကိုချထိုင်ခေါင်းမမက်တာ လက်ကိုပိုက်တာဘာလို့တာလဲ။အိုဘာလဲတင်းမြင့်ခွေချိတ်တိုက်တာရောဘာတင်းမြင့်ခွေထိုင်တာရောချစ်ကလေးချိတ်ထိုင်တာရောဆရာမတွေနဲ့မလုပ်အောင်နော်။နောက်ပြီးနားနဲ့တက်ကို5:25ကိုကြည့်အောင်5:25ဒီချက်တော့ပြောပြလို့ခဏအချိန်ကိုသင်တာမင်းတို့တနိုင်းမှာမိနစ်ဘယ်လောက်လဲ။60ဟုတ်တယ်အဲ့တော့60ကိုမူတည်ပြီးတော့55နဲ့စာရင် လေးပေါင်းတစ်ပေါင်းမဖြစ်ဘူးလားလေးပေါင်းတစ်ပေါင်းကိုတကြယ်တော့ကွာတာလို့ခေါ်တယ်ပြောပါအောင်ကွာတာလို့ခေါ်တယ်အဲ့တော့15မိနစ်ဆိုတကြယ်တော့မိနစ်နေရာမှာ15ဆို15 15 past 9လို့မသုံးဘူးပါလို့သုံးလဲဆိုရင် quarter past 9လို့သုံးမယ်15လို့တရားနဲ့တကြယ်တော့မသုံးမလဲ quarter ကိုသုံးမယ်ပြောပါအောင် quarter past 9ကိုနိုင်စမ်းမနစ်ကိုဘယ်လိုပြောမလဲ quarter 15 past 9လို့ဖြည့်ရင်ကောမှားလားမမှားဘူးเนาะကျတော့ဒီ9:55ကိုဘာကြောင့်ကွတားလို့ရေးတာလဲအဲ့ဒီ55ကို60နဲ့စားကြည့်တယ်60နဲ့မူတည်ပြီးတော့တွက်ကြည့်တဲ့အခါ၄ပုံ၃ပုံမလို့ဒီကျတော့ဘာလို့ရေးရတော့ကွတားလို့ရေးတာသဘောပေါက်လား9:55ကိုသမီးတို့ဘယ်လိုပြောမလဲကွတား past 9တော်ပြီ9:30ဆိုရင်မိနစ်က 20 20 past 9 ok hôm nay nó sẽ ngã số ba lên 25 past 9 ok sao là này tốn thế tốn thế rồi cho xe này xa lập bia tà la bia cả bố họ tốn thế đã đi tốn thế tốn thế đã đi xe rồi Half mà không bù là, what am I do thì bà biết là đâu? Half, half thì đâu vậy? 60ရဲ့တဝက်ဒီပါလဲ30ဒါကြောင့်မလို့ကျွန်တော်9နိုင်ခွဲဆိုလဲ30 past 9လို့ပြောလို့လဲရတယ်ဒါပေမဲ့9နိုင်မှာပြောမယ်ဆိုရင် half past 9လို့ပြောမယ်9နိုင်ခွဲဘယ်လိုပြောမလဲ half past 9အဲ့လိုပဲ9နိုင်9မိနစ်9နိုင်15မိနစ်9နိုင်15မိနစ်9နိုင်20 9နိုင်25 9နိုင်30မှာ1ကနေပြီးတော့20ဒီရှေ့က9ဘယ်လိုပြောင်းပြောင်းဒီပုံစံပဲပြောရပါမလား ရေးရမလားအဲဆိုရင်သူ့ရဲ့ formula ကပါလဲ minute pass hour ဒီဒီဘက်က right back က formula ဒီပါပြတာတော့ minute pass hour ပေါ်နိုင်55မိနစ်ကိုကွာတာလို့ပါလို့ပြောလဲဆိုရင်55ဒီဘယ်သူနဲ့စားလိုက်လဲ60နဲ့ multiply ပြီးတော့စားလိုက်လို့ပေါ်နိုင်30ကို half လို့ပါလို့ပြောလဲ 30သည်60တက်ဘူတီပြီးတော့စားလိုက်လို့ half past 9ဖြစ်တာရမလားအဲ့ဆိုဒီဘက်အချံလေးကိုအေးရေး